မင်္ဂလာပါရှင်ကျမတို့ရဲ့ Rapico သတင်းဌာနကနေကြိုဆိုပါရစေအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ဝက်လက်မျိုးနယ်နဲ့ရွှေဘုံမျိုးနယ်ကစစ်တပ်စစ်ကြောင်းကိုဒေါ်လိုင်းရင်တက်တီးတိုက်ခိုက်ခဲ့တဲ့သတင်းဖြစ်ပါရစေ စကိုင်းတိုင်းဝက်လက်မြို့နယ်မှာစစ်တပ်စစ်ကြောင်းနဲ့ရွှေဘုံမြို့ကလာတဲ့စစ်ကူစစ်ကြောင်းတွေကိုတိုက်ခိုက်ပြီးလက်နက်ခဲယမ်းတွေကိုသိမ်းဆည်းရမိခဲ့တယ်လို့ရွှေဘုံမြို့နယ်ဘက်ကဖာတာဝန်ရှိသူတို့ကပြောပါတယ်။စစ်တပ်ကရွှေဘုံမန်းလေးလမ်းမိုင်းကိုထိန်းချုပ်ဖို့အတွက်ဝက်လက်မြို့နယ်ဆိုင်းတိုင်းလေးရွာကစစ်တပ်တပ်ဖွဲ့ဝင်တွေကစစ်ကြောင်းထိုးလာတာဖြစ်တယ်လို့သိရပါတယ်။ရွှေဘုံပကပတာဝန်ရှိသူတို့ကဆိုင်းနိုင်လေးရွာအတွင်းမှာဖြစ်တာပါ။ဝိုင်းတွဲကျပြီးရွှေဘုံမန်းလေးလမ်းပိုင်းထိန်းချုပ်ဖို့ကြိုးစားနေကြတာလို့ပြောထားပါဗျ။ ရှူဘုံမြို့ခါလိုက်ရ42ကလက်နက်ကြီးပစ်ကူနဲ့မုံရွာမြို့နမခါကဂျိုင်ယိုကော်ပတာတွေနဲ့စစ်တပ်ဘက်ကဒေါ်လန်ရေးတပ်တွေကို ပြန်လည်တိုက်ခတ်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။အဆိုပါတိုက်ခတ်မှုမှာစစ်တပ်ဘက်က၄ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူအများပြားရှိတယ်လို့သိရပါဗျ။အဲ့ဒီနေ့ညနေ3:00ခန်းမှာ ရွှေဘုံမန်းလေးလမ်းမကြီးအတိုင်းတက်လာတဲ့ရွှေဘုံမြို့တောင်ဘက်ရှိတက်မ33လောက်ခန်းခမာရ30နဲ့ခလာရ42ပြူစောတိများပါဝင်တဲ့အင်အား80ပါးစစ်တပ်စစ်ကြောင်းကအထိနာတဲ့စစ်တပ်စစ်ကြောင်းအတွက် စစ်ကူလာခဲ့တယ်လို့ရွှေဘုံဘက်ကဖတ်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်တော်လိုင်းရက်တွေကစစ်ကူစစ်ကြောင်းကိုထပ်မံတိုက်ခိုက်လို့စစ်သား30ခန်းသေဆုံးနိုင်ပြီးအများပြားထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက်စစ်ကြောင်းပြက်ခါရွှေဘိုတောင်ဘက်မှုတို့ပြန်လဲဆုတ်ခွာသွားကြောင်းသတင်းရရှိပါရသည် တိုက်ပွဲနှစ်ကြိမ်အတွင်းစစ်တပ်စီက MA1 ၅လက်၊ MA2 ၂လက်၊ MA3 ၂လက်၊ MA4 တလက်၊ RPG တလက်၊ RPG 73ဖူး၊60မမ9ဖူး၊ RPG ပို့ကြီး၈တောင်း၊ဂျီပေါက်၁၁ပေါက်၊ Inaga ၂ဖူးနဲ့နနတိနှလုံးလိုတင်စီရာမိခဲ့တယ်လို့ရှူဘူပကဖရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါရဲ့ရှင်။ကျော်မျိုးနဲ့ပကဖတိုက်ခိုက်ရေးဗီဒီယိုဖွဲတိုင်နယ်1 2 3 4 5 6ပကဖတိုက်ခိုက်ရေးအဖွဲ့များ ဒီပရင်မျိုးနဲ့ပကဖာဂလုံးမင်းတိုက်ခိုက်ရေးအဖွဲ့နဲ့ရွှေဘုံမျိုးနဲ့ပကဖာဒရုန်းအဖွဲ့တိုင်းနယ်ကပကဖာဒရုန်းအဖွဲ့နဲ့မဟာမိတ်ညီနောင်တရင်များဖြစ်ကြတော့ရွှေဘုံခရိုင်တရင်15 18 23 26 9936ဒူကေတာဝီခန်ဝက်လက်မျိုးနဲ့နေမြေကန်တိုက်ထိရှင်တိုက်နယ်ပကဖာဗရမအဖွဲ့နဲ့နေမြေကန်ပကဖာအဖွဲ့တို့ကပူးပေါင်းပြီးဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လည်းသိရရှိပါရရှင်။